မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကွမ်းမြို့အနီးတိုက်ပွဲများမှာစစ်ကောင်စီဘက်ကအလင်းဝင်မှုတွေတောက်လျှောက်ရှိလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလာဇန်ကစတင်ပြီးတော့ကွမ်းမြို့အနီးကို AA တပ်များကထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါတယ်နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုများအမြဲမပြတ်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်တိုက်ပွဲများဟာနှစ်လနီးပါးကြာမြင့်လာပြီးတော့လက်ရှိမှာ 该归庙哈。啊 ဝမ်မြို့နယ်အနီးဆုံးကိုရောက်ရှိလာပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဘက်ကတပ်သားတွေများနဲ့တပ်ဖွဲ့ဝင်များဟာတောက်လျှောက်ဆိုးသလိုလက်နက်ချအလင်းဝင်လျက်ရှိတယ်လို့သိရပါဗျ။ဝမ်မြို့နယ်အနီးဆုံးမှာတိုက်ပွဲဖြစ်နေတုန်းမှာ Navy ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်စစ်ကောင်စီဘက်ကတော့အကြဆုံးနေနဲ့တတ်ဆုံနေတယ်ဂွားမျိုးအနာထီကိုရောက်သွားပါပြီအလောင်းတွေလက်နက်တွေတုံမန်းတွေတိမ့်စီရမိထားပါတယ်တချို့တပ်သားတစ်တွေတပ်သားဟောင်းတွေအလင်းဝင်လာတာတွေလည်းရှိတယ်ဂွားမျိုးကတိုက်ရင်တွေကိုအလန့်ဖြူထောင်ခိုင်းထားပြီမယ်အခုချိန်ထိတော့အကြောင်းပြန်တာမရှိသေးဘူးလို့အေးအေးရဲ့စီရိတ်သတင်းရေးမြစ်ကရှင်းပြထားပါတယ်နိုဘမာလာ 2024ရက်နေ့ကဂွမ်းမြို့ကိုစစ်ကူတက်လာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကို AA ကစတင်ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းကိုဂွမ်းမြို့နယ်တန်ခဲကြိုင်ကြီးရွာတန်ခဲကြိုင်ကြီးရွာကမ်းခြေအနီးနဲ့တန်ခဲကြိုင်ကြီးရွာနဲ့ကင်းမုံကြီးရွာကြားစတဲ့နေရာများမှာ၃ရက်အတွင်းအပိသက်ချိန်မုံတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗါးစစ်သားအလောင်း120ကျော်စစ်တုံးပန်းတချို့နဲ့လက်နက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါး ဝမ်မြို့အနီး AA ကခြေမုံတိုက်ခိုက်ခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာအင်အား184ဦးပါဝင်ခဲ့ပြီးတော့ ARD တိုင်းအခြေစိုက်တိုင်းရင်းများပါဝင်တယ်လို့သိရပါဗျ။ဒါအပြင်တောင်ကုန်းမြို့နယ်မှာရှိတဲ့အမှန်ငါးစစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုလည်း AA ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့နေရာတချို့ကိုသိမ်းပိုက်ရရှိခဲ့ပြီးတိုက်ပွဲများဟာဆက်လက်ပြီးတော့ပြင်းထန်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်နီပြည်နယ်လွိုက်ကော်မျိုးပြင်မှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သား5ဦးသေဆုံးပြီးတော့တနက်၄လတိတ်ဆိတ်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မှာလွိုက်ကော်မျိုးပြင်တနင်္လာမှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတွားရောက်တိုက်ခိုက်ရာစစ်သားအလောင်း3လောင်းတနက်၄လကြီပေါင်းနဲ့ကြီးစံများကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ2ရက်နေ့မှာလည်းကုန်းစော့ပအုပ်ရွာအကျော်မှာရှိတဲ့ကြောက်ကြီးအနီးမှာလမ်းလုံးကြုံရေးလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNDF B14 ကတော်လိုင်းရဲ ပေါ်များကပြောင်းကင်းများကြားတဲ့ကနေပြီးတော့စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၂ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ကင်းမုတ်ဝင်နေတဲ့စစ်ခွေးတွေကိုတိုက်ခတ်ချင်းမုံတာစစ်ခွေးအလောင်း၃လောင်းနဲ့အတူတနက်၄လက်နဲ့ကြီပေါက်ကြီးစံတွေရရှိခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကထိခိုက်မှုတစုံတရာမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။နောက်ပြီးတော့ကုန်းစော့ပအိုးရွာအကျော်ကြောက်ကြီးနားမှာလမ်းလုံကြုံရေးလုံနေတဲ့စစ်ခွေးတွေကိုပြောင်းကင်းနေကြားတဲ့ကနေကယင်းဒီစနိုက်ပါသမားတွေကချောင်းပစ်လို့စစ်ခွေးနှကောင်ထက်သေးတယ်။အဲ့ဒီတိုက်ခိုက်မှုမှာဖရူဇိုတက်ကဒုအရာခံဘိုးအသက်55နှစ်ပင်စင်ယူဖို့နှစ်နှစ်လိုသေးတဲ့သူလဲ ်တည်သွားပါတယ်လို့ KNDF B14 တပ်ဖွဲ့ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်လက်ရှိလွိုက်ကော်မြို့နယ်တော်ဝိုက်မှာကရင်ပြည်တော်လိုင်းတပ်များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်များကြားမှာစစ်ရေးတင်းမာလျက်ရှိပြီးတော့စစ်ကောင်စီကလည်းစစ်ကြောင်းထိုးရန်စစ်ရင်အားများကိုဖြည့်တင်းလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်စစ်တပ်ဗျူဟာမူဘုံမူကြီးစုံမင်းအောင်ကကြေးရွာများကစစ်မှုထမ်းစုဆောင်းပေးရန်အမိန်ပေးပြီးတော့လူစုမပေးပါကပေါ်တာဆွဲပြီးဖမ်းဆီးမယ်ဆိုပြီးချိန်ချောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်းပွဲမြို့နယ်မှာဘုံမူကြီးစုံမင်းအောင်ကစစ်မှုထမ်းအထွတ်လူစုဆောင်းပေးခြင်းကောက်ခံပေးရန်မြို့နယ်ကြေးရွာအုပ်ချုပ်ရေးမှူးများကိုခေါ်ယူပြီးတော့အတင်းအဓမ္မတောင်းဆိုနေတယ်လို့သိရပါတယ်။လိုင်းပွဲမြို့နယ်ဗျူဟာရုံးမှာစစ်တပ်ကလိုင်းပွဲမြို့ပေါ်ကရက်ကွက်ကကြီးရက်ကွက် ဂါကြီးရက်ကွက်အုပ်ချုပ်ရင်းမှုများနဲ့ထော်ရွယ်အင်းတို့တိတ်ပံကမော့လဲတခွဖိုးနိုးကော်ကိုမောင်မြားလေးတရားကုန်းဂျိုချော်ဥတောင်းတဝံဖန်ရကျုပ်ပကိုတခဲလိုများကကြီးနယ်အုပ်ချုပ်ရေးမှုများကိုခေါ်ယူပြီးတော့လုံခြုံရေးအစည်းအဝေးနဲ့မြို့နယ်ထွေးအုပ်ရုံးမှာစစ်မှုထမ်းရဲ့အကြောင်းဆိုင်ရာအစည်းအဝေးများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးမှာစစ်မှုထမ်းများကောက်ခံပေးရန်ပြောဆိုခဲ့ပြီးတော့ဒီဇင်ဘာလ12ရက်နေ့နောက်ဆုံးထားပြီးတော့စစ်မှုထမ်းအပတ်စဉ်၈ရက်အတွက် စစ်မှုထမ်းတပ်သားတဲ့များကိုဗျူဟာယုံကိုအရောက်လာပုတ်ပေးရန်ဗျူဟာမူဘုံမူကြီးစုံမင်းအောင်ကကျင်းနယ်အုပ်ချုပ်ရေးမှူးများကိုအမိန့်ပေးညွှန်ကြားခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းများကိုပုတ်ပေးရန်စစ်တပ်ကမိန့်ပေးလာရမှာကျင်းနယ်တစ်ခုမှာ လူဦးရေတယောက်စီပေးရမှာဖြစ်ပြီးတော့လူမပေးနိုင်ပါကအဲ့ဒီလူတယောက်အစားငွေကျပ်330ပေးရမယ်လို့ပြောဆိုလိုက်ပါတယ်။လိုက်နာဆောက်ရွက်ခြင်းမပြုပါကမြို့အဝင်ထွက်ဂိမ်းများကနေပြီးတော့အဆင်ပြေသလိုစစ်မှုထမ်းပေါ်တာဖမ်းဆီးသွားမယ်လို့ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဒီဇင်ဘာလ10ရက်နေ့နေ့လယ်3နာရီဝန်းကျင်မှာစစ်မှုထမ်းအကြောင်းဆိုင်ရာနောက်ဆက်တွဲတိတက်အစည်းအဝေးခေါ်ယူပြီးတော့စစ်မှုထမ်းအပတ်စဉ်9မှာတပ်သားတက်များစုဆောင်းပေးပို့ခြင်းမရှိသေးတဲ့ကျေးနယ်များအနေနဲ့အခုစစ်မှုထမ်းအပတ်စဉ်10မှာကျေးရွာအုပ်စုတစုကိုတပ်သားတက်တအုပ်နှုံ ဲ့ဒီဇင်ဘာလ12ရက်နေ့မှာနောက်ဆုံးထားပြီးတော့မဖြစ်မနေပေးရမယ်လို့ဗျူဟာမူးကအမိန့်ပေးလိုက်တယ်လို့သိရပါတယ်အခုလိုမျိုးအတင်းအဓမ္မစစ်မှုထမ်းကောက်ခံနေမှုကြောင့်မြို့နယ်ကျေးနယ်များမှာနေထိုင်နေတဲ့ဒေသခံပြည်သူလူထုများအနေနဲ့စိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့ KNU ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖုမြို့ကို PDF တပ်ဖွဲ့များကတိမ့်ပိုင်မယ်ဆိုတဲ့သတင်းများကြောင့်ရိုးမအဆက်မှရောက်ရှိနေတဲ့စစ်ကြောင်းများကမြို့ပေါ်ကိုအလျင်အမြန်ဆုတ်ခွာသွားပြီးတဲ့နောက်လမ်းများအလုံးကိုပိတ်ချလိုက်ပြီးပေါ်တာဆွဲဖမ်းဆီးမှုများကိုအရှိန်ဟုန်မြင့်ပြီးတော့လုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့မှာရိုးမအဆက်မှစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြို့ပေါ်ကိုအလျင်အမြန်ဆုတ်ခွာလာပြီးတဲ့နောက်မြို့ပေါ်မှာရှိတဲ့လမ်းမများအလုံးကိုပိတ်ချလိုက်ပြီးလူငယ်အများအပြားကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။အုပ်ဖုမြို့ပေါ် ်မှာအခုမွန်လွဲပိုင်းမှာလမ်းတွေပိတ်ပြီးတော့စစ်ခွေးတွေပေါ်တာဆွဲနေတယ်လူငယ်အများပြားဖမ်းဆီးခံလိုက်ရတယ်ညတုန်းကလည်းအုပ်ဖို့ကို PDF တွေဝင်သိမ်းမယ်လို့တရင်ကြပြီးရိုးမအဆက်မှာရောက်နေတဲ့စစ်ခွေးစစ်ကြောင်းကစစ်ခွေးတွေမြို့ပေါ်ပြန်လာပြီးတော့လုံခြုံရေးယူတယ်သူတို့ရောက်ပြီးတော့ဒီနေ့မွန်လွဲပိုင်းကစပြီးလမ်းတွေကိုပိတ်တော့တာပဲမြို့ထဲမှာလည်းလမ်းပေါ်တွေ့သမျှကိုဖမ်းနေတာအိမ်တချို့ကိုလည်းဝင်စစ်တယ်ကားပေါ်ကိုဆွဲခေါ်ပြီးတင်းနေတာမနေဘူးလို့ပြောတယ် အုပ်ဖို့မြို့နယ်တရားရုံးမှာပေါ်တာဆွဲခံရတဲ့သူတွေကိုထားထားတယ်မြို့ထဲကပြည်သူတွေလည်းကြောက်လန့်နေကြတယ်မြို့ထဲမှာလည်းတိတ်ဆိတ်နေတာပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ဒီဇင်ဘာလ9ရက်နေ့ညကဂျိုးပင်ကောက်မြို့ KTV ကနေပြန်လာတဲ့အုပ်ဖို့မြို့လျှက်စစ်ကွက်တက်မှာနေထိုင်နေဇေယမင်းဆိုသူဟာလည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့မြို့နယ်တရားရုံးမှာဖမ်းဆီးထားတဲ့အချိန်ထွက်ပြေးသွားတဲ့အတော့အကြမ်းဖက်စစ်တပ်ကလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်ဒါအပြင်အုပ်ဖို့မြို့နယ်တဲပင်ရိုးအုပ်စုစောက်ပုတ်ကြီးရွာအုတ်ချုပ်ရဲမှုဝင်းလွယ်ဦးကလည်း စစ်မှုထမ်းခြေတောင်းခံနေမှုများမရရှိတဲ့အတွက်ဒီဇင်ဘာလ10ရက်နေ့မွန်လွဲ2နာရီခန့်မှာစစ်တပ်ကိုရွာထဲကိုခေါ်ဆောင်လိုက်ပြီးတော့လိုက်လံပေါ်တာဆွဲဖမ်းဆီးခိုင်းခြင်းကြောင့် ပြည်သူများဟာအာလုံးထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အုတ်ကြီးဝင်းလွယ်ဦးကရွာမှာစစ်မှုထမ်းခြေတောင်းတာမပေးလို့ဆိုပြီးတော့ဒီဇင်ဘာလ10ရက်နေ့မွန်လွယ်2နာရီလောက်ကစပြီးတော့စစ်ခွေးတွေကိုရွာထဲခေါ်လာပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းတော့တာပဲ။ရွာကအမျိုးသားမှန်သမျှအကုန်လုံးထွက်ပြေးနေရပါတယ်။အခုအချိန်ထိရွာထဲမှာအမျိုးသမီးတွေနဲ့ကလေးငယ်တွေပဲကျန်းမာတယ်။အမျိုးသားတွေကတော့လယ်ရီချောင်းတွေမြောင်းတွေထဲမှာအိတ်နေကြရပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲဒီကနေ့ဒီဇင်ဘာလ17ရက်နေ့နေ့လယ်7နာရီခန့်မှာအုတ်ဖုံမြို့နယ်ရေကာတာကနေမြို့ပေါ်ကိုတွားရောက်တဲ့ ယ်ကြော်ကြော်လင်းဆိုတဲ့လူငယ်တအူးဟာလဲစစ်ကားနဲ့ဂိတ်ထိုးထားတဲ့နေရာကိုဖြတ်တန်းသွားတဲ့အချိန်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်ကားပေါ်ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံအနှံ့မှာမတည်ငြိမ်မှုတွေကြောင့်လာမယ့်ရွေးကောက်ပွဲအတွက်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်အင်အားတပ်ပေါင်းနဲ့လုံခြုံရေးယူသွားမယ်လို့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတဲ့အချိန်မှာစစ်ကောင်စီကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နဲ့6ရက်နေ့တွေမှာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့နိုင်ငံရေးပါတီတို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဥက္ကဋ္ဌတွေအပါအဝင်ကော်မတီဝင်တွေနဲ့တာဝန်ရှိသူတို့တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံမှုအတွင်းမှာရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီးတော့အပိုင်းလိုက်ကျင်းပဖို့နဲ့စစ်တပ်အဖွဲ့ဝင်တွေမဲယုံစောင့်ဖို့ပါတီတချို့ကတင်ပြကြတယ်လို့တချို့ပါတီဝင်တွေကလည်းစစ်တပ်ပါရင်မဖြစ်ဘူးဆိုတဲ့သဘောထားတွေတင်ပြကြတယ်လို့မွန်တိုးတိုက်ရေးပါတီဥက္ကဋ္ဌနိုင်မျိုးတင်လွင်ကပြောဆိုထားပါတယ်။အဲ့ဒီအပေါ်မှာ NSPNC ဥက္ကဋ္ဌကရွေးကောက်ပွဲအတွက်လောလောဆယ်မှာအကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့အပတ်စဉ်တစ်က အင်အားတပ်ပေါင်းကိုအတွင်းစီအပြင်းစီလုံခြုံရေးယူသွားမယ်လို့ပြောဆိုလိုက်ကြောင်းအခုလိုပဲရှင်းပြလာပါတယ်။ရွေးကောက်ပွဲလုံခြုံရေးအပိုင်းကိုနီကုန်းချုပ်မှာဗိုလ်ချုပ်ထွန်းထွန်းလွင် NSPNC ဥက္ကဋ္ဌသူပြောလိုက်တာကတော့လောလောဆယ်သူ့စီမှာအကြမ်းဖက်မှုတိုက်ဖြတ်ရေးနဲ့နှိမ်နှင်းရေးအဖွဲ့အပတ်စဉ်တစ်ကကြောင်းစင်းသွားပြီပေါ့။ အင်အားတပ်ပေါင်းလောက်ရှိတယ်အဲ့ဒီအင်အားတပ်ပေါင်းကလက်နက်မကင်မဲနဲ့နံပါတ်ဒုံးနဲ့ကျင်ဆက်ကင်နာက8000လက်နက်တပ်ဆင်ထားတာက3000ပေါ့အဲ့ဒီအဖွဲ့တွေကအပိုင်းလိုက်အတွင်းစီအပြင်စီလုံခြုံရေးယူသွားပါမယ်လို့ပြောကြလိုက်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌပြောတယ်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဟာဩဂတ်လအတွင်းမှာစတင်ဖွဲ့စည်းခဲ့တဲ့ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကုကဲမှုအဖွဲ့လို့နားလည်ရပါတယ်ဘ ਹੁ ကြီးကြပ်ကုတ်ကဲမှုအဖွဲ့မှာကတော့ကာကွယ်ရေးနဲ့ပြည်ထရေးအပြင်ထွေအုပ်နဲ့မိသက်ဌာနအထိပါဝင်ပြီးတော့အဲ့ဒီကနေတိုင်းနယ်ပြည်နယ ခရိုင်မြို့နယ်နဲ့ရက်ကွက်ခြေရွာအုပ်စုတွေအထိဖွဲ့စည်းထားတယ်လို့သိရပါတယ်။အဖွဲ့ဝင်အဖြစ်နဲ့အသက်35နှစ်ကနေ65နှစ်အထိအမျိုးသားတွေကိုပါဝင်ခိုင်းပြီးတော့ကာလတုံစစ်တင်တန်းပေးကရက်ကွက်ခြေရွာလုံခြုံရေးအတွက်တရားဝင်လက်နက်တပ်ဆင်ပေးထားတဲ့အဖွဲ့အစည်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တပ်နဲ့နှိစက်သူတွေအပါအဝင်စီယုံထားတဲ့အရက်သားတွေကိုစက်တမလာကလေးကတင်တန်းပေးထားပြီးတော့အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှပါတဲ့သူတွေကိုတော့လက်နက်တပ်ဆင်ပေးထားတယ်လို့သတင်းရင်းမြစ်တွေကသိရှိရပါတယ်။စစ်ကောင်စီကတော့ NSPNC နဲ့နိုင်ငံရေးပါတီတို့တွဲဆုံမှုအ 追吗？对 ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင်ရွေးကောက်ပွဲနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ထားပေမဲ့အသေးစိတ်ကိုတော့ဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာလဲစစ်ကောင်စီခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့မှတ်ပုံတင်ခွင့်ပြုထားတဲ့နိုင်ငံရေးပါတီ90ကျော်တို့တွဲဆုံဆွေးနွေးခဲ့ကြသေးတယ်လို့သိရပါတယ်။အဲ့ဒီတွဲဆုံမှုမှာကော်မရှင်ဥက္ကဋ္ဌကလာမဲ့ရွေးကောက်ပွဲမှာပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုစံနှုန်းနဲ့အညီခွင့်ပြုသွားမယ်လို့ဆိုပါတယ်။နိုင်ငံရေးပါတီတွေကတော့ရွေးကောက်ပွဲကိုဘယ်အချိန်မှဘယ်စနစ်နဲ့လုပ်ပြီးရွေးကောက်ပွဲဆိုင်ရာ ာဥပဒေတွေကိုဘယ်တော့ထုတ်မလဲဆိုတာကို တင်ပြခဲ့တယ်လို့နိုင်မျိုးတင်လွင်ကပြောပါတယ်ဒါအပြင်ပါတီတစ်ခုကတော့ရွေးကောက်ပွဲကိုဖျက်ဆီးတာမျိုးတွေလုပ်ရင်အရေးယူတားမြစ်မဲ့ဥပဒေချိုးတင်ပြဋ္ဌာန်းဖို့တင်ပြခဲ့တဲ့အပေါ် ကော်မရှင်ဘက်ကစဉ်းစားမယ်လို့ပြောဆိုခဲ့ပါတယ်။တုံးရက်ဆက်တိုက်တွေ့ဆုံခဲ့တဲ့စစ်ကောင်စီရဲ့ NSPNC အပါအဝင်ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတို့ဆွေးနွေးမှုအတွင်းမှာဆုံးဖြတ်ချက်တစုံတရာချမှတ်နိုင်ခြင်းမရှိသေးဘူးလို့ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးကပြောပါတယ်ပါတီအသီးသီးကတော့လုံခြုံရေးနဲ့ပတ်သက်တာရွေးကောက်ပွဲနဲ့ပတ်သက်တာအမြင်သဘောတွေတင်ပြတာပဲရှိသေးတယ်ဆုံးဖြတ်ချက်ရလို့မရှိသေးဘူးနောက်9ရက်နေ့မှာ UEC နဲ့ပြန်တွေ့တဲ့အခါကျမှရွေးကောက်ပွဲလုံးမဲ့ရက်အတိအကျ ဘယ်စနစ်နဲ့လုပ်မယ်ဆိုတာတွေကိုမေးမြန်းဆွေးနွေးကြတဲ့အခါသူတို့လည်းအဲ့ဒါကိုအပြည့်မပေးနိုင်သေးဘူးလို့ဆိုပါရယ်စစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ်၅ရက်ထဲကနောက်ဆုံးအချက်ဖြစ်တဲ့အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီစောင့်ရွက်ပြီးစီပါကရွေးကောက်ပွဲကျင်းပပြီးတော့ထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတာဝန်လွှဲအပ်နိုင်ရေးအတွက်စောင့်ရွက်သွားမယ်လို့ဖော်ပြထားပါရယ်ဒါပေမဲ့လက်ရှိမှာနိုင်ငံအနှံ့နီးပါးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးအတွက်တိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့စိုးမိုးနယ်မြေတွေတဲက မြို့ပေါင်း86မြို့ကိုလည်းလက်နက်ကိုင်တော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတယ်လို့သိရပါတယ်။တဖက်မှာလည်းရွေးကောက်ပွဲအကျိုးလုပ်ငန်းစဉ်တွေကအခြေခံမဲဆင်းရဲတွေရရှိဖို့အော်တိုဘာလမှာကောက်ယူခဲ့တဲ့လူဦးရေသကောင်စင်းရင်းကလည်းတချို့ဒေသတွေမှာအပြည့်အဝကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒီအခြေအနေမှာစစ်ကောင်စီကတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ပါတီတွေရဲ့အကြံပြုချက်တွေကိုအလေးထားပြီးလုံခြုံမှုအပြည့်အဝရရှိရေးတရားမျှတရေးနဲ့ပြည်သူတွေမဲပေးခွင့်မဆုံးရှုံးရေးကိုဥတည်သွားမယ်လို့ကြွေးကြော်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ